အနီးကနေသူကပဗလာအဖွင့်ပွဲကိုပါလွဲချော်တော့မယ်ရိုနယ်ဒိုပေါ်တူဂီအသင်းကောင်းဆောင်ရိုနယ်ဒိုဟာအိုင်ယာလန်ကိုရှုံးလင်းခဲ့တဲ့ကပဗလာခြေစစ်ပွဲစဉ်မှာအနီးကအပြခံရတာကြောင့်လာမယ့်နေရာဒီမှာကစားမယ်ကပဗလာအဖွင့်ပွဲစဉ်ကိုပါလွဲချော်မယ်ခြေနေတွေနဲ့ရင်ဆိုင်လိုက်ရပါတယ်ပေါ်တူဂီကအိုင်ယာလန်ကိုငကူးကိုမရှိနဲ့ရှုံးခဲ့တဲ့ပွဲရဲ့ ွဲချိန်59မိနစ်မှာရိုနယ်ဒိုဟာအိုင်ယာလန်နောက်ခံလူဒါရာအိုရှေးကိုတရောင်နဲ့တွက်ခဲ့တာကြောင့်မလို့တိုက်ရိုက်အနီးကနေထုတ်ပယ်ခံခဲ့ရတာပါ။ကွေးလေတိုင်းကအဝါကက်စပြခဲ့ပေမဲ့ VAR ပြန်ကြည့်ပြီးတဲ့နောက်မှာတိုက်ရိုက်အနီကက်နဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။အဆိုပါအနီကက်ဟာရိုနယ်ဒိုအတွက်ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ226ပွဲကစားခဲ့ရမှာပထမဆုံးပြခံရတဲ့အနီကက်ဖြစ်ခဲ့ပါတယ်။ရှုံးပွဲကြုံခဲ့တာကြောင့်မလို့ပေါ်တူဂီဟာလက်မဲ့နိုဝင်ဘာလ16ရက်နေ့မှာကစားမယ့်အာမေးနီးယားနဲ့ပွဲမှာနိုင်ပွဲရမှာပဲ။ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တော့မ ာဖြစ်ပါတယ်။ရော်နေဒိုဟာအာမေးနီးယားနဲ့ပွဲကိုလွှဲချော်မှာဖြစ်တဲ့အပြင်အာမေးနီးယားကိုပေါ်တူဂီကနိုင်ပြီးကမ္ဘာ့ဗလားချေးစစ်ပွဲအောင်ခဲ့ရင်လည်းကမ္ဘာ့ဗလားအုပ်စုအဖွဲ့ပွဲစဉ်ပထမဆုံးပွဲကိုလွှဲချော်မှာဖြစ်ပါတယ်။ပွဲမတိုင်ခင်တုန်းကအိုင်ယာလန်ပြည်သက်တွေကိုသူ့ကိုလောင်ပြောင်ချင်ရင်လောင်ပြောင်နိုင်တယ်လို့စိန်ခေါ်ခဲ့တဲ့ရော်နေဒိုဟာအနီကက်နဲ့ထုတ်ပယ်ခံရပြီးတဲ့နောက်မှာတော့အိုင်ယာလန်ပြည်သက်တွေရဲ့လောင်ပြောင်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ရိုနယ်ဒိုဟာ VAR ကြည့်နေတော့မှဒါရာအိုရှေးကိုငိုနေတဲ့ပုံစံလုပ်ပြပြီးဟမ်ဆောင်နေဆိုတဲ့သဘောတုံ့ပြန်ခဲ့ပြီး ရိုနယ်ဒိုတိုင်းရဲ့အတီးကအပြခံရချိန်မှာအိုင်ယာလန်ပြည်သက်တွေကရိုနယ်ဒိုကိုသူလုတ်တဲ့ပြုမှုတိုင်းလှုပ်ပြပြီးပြန်လည်လောင်ပြောင်ခဲ့ကြပါတယ်။